ခင်ဗျာဒီနေ့စီစဉ်ကတော့တပတ်တင်ထူးခြားဖြစ်ခဲ့တဲ့သတင်းတွေကိုပြန်လည်ဆွေးနွေးတုံ့သက်တင်ဆက်ပေးမယ် DBB Weekly News Digest အစီအစဉ်ဖြစ်ပါတယ်ဒီစီစဉ်ကိုတော့ကျွန်တော်ပီတာအောင်နဲ့အတူ DBB ကဝိုင်းသတင်းမတွေဖြစ်တဲ့ကိုတန်ဝင်းတို့မယ်မီဆန်နဲ့ဒီကနေ့စီစဉ်အတွက်အထူးပိတ်ကြားထားတဲ့ကလေးမျိုးအစိုးရဒီပညာထက်တန်းကျောင်း CDM ကတိကဆရာမဒေါ်ရဒီအောင်လုံးကပါဝင်ဆွေးနွေးပတ်ကြောင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုဒီဘက်မှာကြားတဲ့ပြစ်စင်တွေကတော့ဘီဆိုင်ယာရာဇွေတရားရုံး ICC နေနဲ့ရှေ့ကောင်းဆောင်မင်းအောင်လိုင်ကိုချက်ချင်း တောင်းရထုတ်ပြီးဖို့တမကြီးဦးကျော်မုံထွန်းကတမကစင်မြင့်တက်ကနေတောင်းဆိုလိုက်တဲ့တဲ့ရင်။နောက်မြန်မာနိုင်ငံမှာဘုံချန်တိုက်ခိုက်ပြီးတော့လူခွင့်ချိုးဖောက်မှုတွေဖြစ်နေချိန်မှာချင်းပါမဲ့ရေကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ဘူးလို့ကလတမကလူခွင့်ဆိုင်ရာမာမင်းကြီးဘောကာတော့ကပြောကြားခဲ့တဲ့တဲ့ရင်။နောက်ဆရာနာသိန်းပြီးတော့ချင်းပါတဲ့ရေကောက်ပွဲကပွင့်လင်းမြင်သာမှု လွန်လပ်မြတ်တာမှုအလုံးပေါင်းဝင်မှုနဲ့စိတ်ချယုံကြည်ရတဲ့ဆန်တော်တွေနဲ့ကိုင်းညီမှုရှိတဲ့အတွက်အတိမတ်မပြူဘူးလို့ပြည်ထောင်နိုင်ငံကကြေညာခဲ့တာရှိပါတယ်။နောက်တူအောင်ရေကောက်ပွဲကိုဆက်ကျင်တဲ့လှူရှားမှုတွေရန်ကုန်ပါဝင်ပြည်တွင်းကပြည်နယ်နဲ့တိုင်းဒေသမှာပြုလုပ်နေကြလို့ပြည်ပရောက်ဒီမိုကရေစီအားလို့တွေကလည်းပြင်းထန်ပြုလုပ်နေပါတယ်။စေကောက်စီကလည်းပြည်တွင်းကဒီနိုင်ငံကြော်ရုပ်ရှင်ပြုဆောင်တွေဆိုလိုတွေရေကောက်ပွဲအတွက်ဒီတရားမှကြေညာခိုင်းနေတာရှိပါတယ်။ ။နောက်စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းတွေကကျွာတွေကိုစစ်ကောင်စီတပ်ကပြင်းထန်စစ်ကြောင်းထိုးပြီးတော့ကျွာတွေကိုမီရှို့ဒီကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလုပ်နေလို့ကလေးတွေမျိုးသမီးတွေပေါင်းဝင်ပြည်သူတွေထိခိုက်ပြီးဆုံးပြီးတော့ထောင်ထဲချီတဲ့စစ်ပြည်သူတွေစစ်ပေးဆောင်နေကြတာရှိပါတယ်။အော်ကြားဖြတ်ငွေလင်ခိုင်းနဲ့ဆက်နွယ်ပြီးတော့ DKB ခေါင်းဆောင်၄ယောက်နဲ့ထိုင်းနိုင်ငံသားတယောက်ကိုအမေရိကန်ကပိတ်ဆို့တိုက်ခတ်အရေးယူလိုက်ပြီးတော့ကြားဖြတ်နေနေအထူးတပ်ဖွဲ့ဖွဲ့စည်းရတဲ့တဲ့တွင်နောက်ပန်ကောက်မှာကျင်းကြနေတဲ့ ဒီကုတ်ကိုမြို့တည်တီထောင်သူအွန်လိုင်းလင်လဲကြားပြန့်ခေါင်းဆောင်ရှီချီချန်ကိုထားနာပရင်ကတရုတ်နိုင်ငံစီလွှဲပြောင်းပေးရတဲ့သတင်းတွေရှိပါတယ်။နောက်စီဝိုင်းတွေမှာတော့တဲချေဗရွန်ပက်ထရိုနက်စတဲ့ကဘာကျော်ကုမ္ပဏီကြီးတွေကဒီမြန်မာနိုင်ငံမှာရှိတဲ့ကန်လွန်ဂျင်နယ်ကွက်ကနေပြီးထွက်သွားပြီးနောက်မှာထိုင်းကုမ္ပဏီတွေဖြစ်တဲ့ PTT PTT EP စတဲ့ကုမ္ပဏီကရှယ်ယာတွေကိုဒီမြန်မာဂျင်နယ်နဲ့တဘာဝတံငွေလုပ်ငန်းနဲ့ခွဲဝေယူပြီးတော့စတက်ကိုဆက်လက်ထောက်ပံ့နေရဲ့ဆွေတရင်း တော့နောက်တစ်ဆစ်တက်လက်ထက်မှာမြန်မာပြည်သူများစုကလူမှုစီဝါအကြက်တဲ့တော်လေးကျမဲ့တဲ့အခြေအနေကိုရောက်နေပြီဆိုပြီးတော့မြန်မာမဟာဗျူဟာနဲ့လေးလာရေးဌာန Institute ISP မြန်မာကစတက်ထုတ်ပြန်ခဲ့တဲ့သတင်းတွေရှိပါတယ်။နိုင်ငံတော်အသင်းတွေမှာတော့အမေရိကန်မဟာဒီအခြေချဆုံး53ရက်ကြာအစိုးရရန်ရဲဆိုင်မှုကိုဆုံးသက်စေမဲ့ဘန်နာဝေထောက်ပံ့ရေးဥပဒေချဲ့လွတ်တော်ကိုဘက်ခွဲတည်ပြုပြီးနောက်မှာတော့အမေရိကန်သမ္မတကလက်မှတ်ရထုတ်ခဲ့တာရှိပါတယ်။နောက် သမ္မတ Trangle မေကွန်းကိုတိပြတ်ပြင်ဆင်ထုတ်လွှင့်ခဲ့တဲ့ BBC သတင်းဌာနရဲ့အကြီးအကဲနေ့အောင်ယာရူကနှုတ်ထွက်သွားတဲ့သတင်းကတော့ဒီတပတ်နိုင်ငံရေးသတင်းဆမ်မနာမှာတွေ့ရပါတယ်။အခုပထမဆုံးအနေနဲ့ကျွန်တော် CDM ကတိကဆရာမအတော်ကြီးဒီအောင်ကိုဖိတ်ခေါ်ကြပါတယ်။အရင်ဆုံးဆွေးနွေးကြတာဆိုကြတာတော့နော်ဒီရှမ်းမြောက်မှာဒီအပြည့်ရက်သွားပြီးနောက်မှာစတက်ကအခုညာဒေတာကိုသူသဖြင့်ပေါ့နော်။ဇကိုင်းမန်းမကွေးအဲကကြီးရွာတွေကိုမြေပြင်ကနေတာပြင်းထန် စကြောင်းတို့ပြီးတော့လေရောင်းတိုက်ခိုက်မှုတွေလည်းလုပ်နေရဲဆိုတော့ပြည်သူတွေလည်းထိခိုက်တိုက်ဆုံနေရတယ်။စစ်ပေးဆောင်တွေလည်းများလာနေတဲ့အခြေအနေမှာလက်ရှိပေါ့နော်စစ်ကောင်စီတပ်ကဘလို့ပုံစံနဲ့တိုက်ခိုက်နေလဲ။တော့စစ်ဘေးစစ်တပ်တင်းနေတဲ့ပြည်သူတွေရဲ့အခြေအနေဘာတွေခက်ခဲကြုံနေရလဲဘာတွေကူညီလိုအပ်နေလဲဆိုတာဆရာမအရင်ဆုံးပြပြပြလာလို့ခင်ဗျာ။တစ်တုံညာနှစ်ခွန်ရပ်တန့်သွားတဲ့ခါကျတော့အဲ့ဒီဘက်ကပိုရှန်လာတဲ့ဒီသူတို့စစ်ကောင်စီတပ်တွေကိုဒီဘက်ကျမတို့အညာဘက်ကို ို့လိုက်တယ်လို့ယူဆရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီဘက်မှာအချိန်အဟုန်နဲ့ကိုဒါမြေပြင်စစ်ကြောင်းထိုးတာတွေရောအပေါ်ကလေကြောင်းတိုက်ခိုက်မှုတွေရောဇက်တိုက်ပြုတ်လုံနေတယ်အဲ့လိုပြုတ်လုံတဲ့အတွက်ကြောင့်မလို့တီသူတွေကစစ်ဘေးရှောင်တွေအနေနဲ့ဒါတိန်ရှောင်နေရတာကိုကတောင်းကြော်ပြီပေါ့နော်စတော့ကလေးမြောက်ဖက်ပိုင်းနေပေါ့ကလေးမျိုးရဲ့မြောက်ဖက်ပိုင်းနေအခုကကလေးမျိုးတောင်ပတ်ချမ်းပါပါစစ်ဘေးရှောင်တွေများစွာရှိလာနေတယ်အခုကရာသီဥတုနဲ့နည်းနည်းစအေးတဲ့အချိန်မှာမှလွန်ခဲ့တဲ့ 9ရက်လောက်ကဆက်တိုက်မိုးရွာပလိုက်တယ်။မိုးရွာလိုက်တော့ဒီကလေးမျိုးရဲ့ငိုးပထူဝင်တဘာဝအရာကချောင်းနေမြောင်းနေမြစ်တည်နဲ့ရှိနေတာမျိုးဆိုတော့အကုန်လုံးဆုံဆွတ်ဆွတ်နဲ့အဓိကကျမကြီးအရာထိခိုက်မှုတွေရှိလာတယ်။ရေခါပိုင်းအနေနဲ့ကလည်းအဲယာယီစစ်ပင်းဆောင်နေ3 4ရက်ဆိုကိစ္စမရှိပေမဲ့အချိန်ကာလကြာလာရင်တော့ဒီစားနေရခနေရထိုင်ရကျမကြီးအတွက်ပါအခက်ခဲတွေမျိုးစုံကြုံတွေ့တဲ့အနေအထားမျိုး ကျမကိုယ်တိုင်လည်းလက်ရှိအဲ့ဒီစစ်ဆောင်လေးနဲ့အတူတူကျမကိုယ်တိုင်လည်းစစ်ဆောင်အဖြစ်ရှိနေတော့ဒီရဲ့ခံစားရတဲ့ဒုက္ခတွေကိုအနိကဆုံးခံစားနေရပါတယ်ရှင်ဟုတ်ကဲ့ရှင်ပါတို့ကစစ်ဆောင်တိုးနေဆိုတော့လေဆရာမတလပြောထားတယ်လေတွေ့ရလေတို့ကဟိုစိတ်ကြွားစီးတွေစားပြီးတော့ဘယ်လိုမျိုးစစ်ဆောင်တိုးနေရလားဘယ်လိုပုံစံနဲ့ဒီစစ်သားတွေတွေ့မြင်ရလဲခင်ဗျာအဲကျမတို့အရှိကိုမက်ဒီကယ်ကာဗာလိုက်ပေးတဲ့အခါကျတော့ ကြောက်လာတဲ့ရဲဘော်တွေရဲ့အပြောပေါ့နော်သူတို့ပြောတာကတော့စမတို့တရေကားကြည့်ဘူးလားပေါ့နော်တရေကားထဲမှာကိုကသူ့ကိုတိုက်ခိုက်လိုက်တယ်အဲ့လိုလှုပ်လိုက်တဲ့ခါမှာအဲ့ဒီတရေကဒီမှာဒဏ်ရာဒဏ်ချက်တွေရထားတယ်သွေးတွေကအရေးသားနဲ့ဒါတောင်းမှသူကသူ့ရဲ့ဇက်ကောင်းကိုမှန်ပြီးတော့သိမသွားသေးဘူးဆိုရင်အရှိကိုဆက်တက်လာတယ်အဲ့လိုပုံစံနေနဲ့အရှိကိုတက်လာတယ်သူတို့ရှေ့မှာလက်နက်ကြီးကြောက်ယူပောက်ခွဲရင်တောင်မှဒါကိုသူတို့ကကြောက်ရခေါင်းမှမသိဘူး ကိုဘဲကလူကတေသွားပြီဆိုရင်တောင်မှသူအตาလေးပဲဒီလိုလှဲ့ကြည့်လိုက်တယ်ပြီးရင်ကိုနဲ့ဘာမှမဆိုင်ဘူးလို့အရှိကိုပြန်လာပြီးတော့မှတက်တယ်ဟိုဘဲစစ်မျက်နှာမှာပြောတာကြခရာမှုတ်တန်ကြားရတယ်တဲ့အဲ့ဒီခရာရွှီရွှီရွှီလို့မှုတ်လေးလေးအစောကဒီ uniform အပြစ်ပါတဲ့လူကပါတယ်တချို့ကကြတော့အပေါ် uniform ပဲပါတယ်လက်နက်တွေကတော့အကုန်ပါတယ်သူတို့တွေကအရှိကိုအုပ်လိုက်ကြီးတက်တက်လာတယ်ဆိုတော့အကျွန်တော်တို့ရဲဘော်တွေဖတ်မှကြတော့ကျွန်တော်တို့ကလူတွေလေး လူခွင်းဆန်ကျင်ဆန်ကျုံနဲ့ကြည့်တဲ့ခါစိတ်မချမ်းသာဘူးအဲ့ဒါတွေကစစ်ကောင်စီတက်သားတွေလားသို့မဟုတ်ဟိုစစ်မှုမထမ်းမနေရအရာဆွဲလာတာတွေလားအခုလဲတော်တော်များထွက်ပြေးလာကြတယ်နေရာဒေသအတိအကျမှာပေါ့မေးလိုက်တဲ့အခါမှာအဲ့ဒီကလေးလေးတွေဟာအသက်မပြေကြဘူး၁၈နှစ်မပြေသေးဆိုကလေးလေးတွေသူတို့အာဓမစစ်သားစုဆောင်မင်းခံရတယ်ပြီးတော့မှဒီကိုပို့လိုက်တယ်ဆိုပြီးတော့မှငိုယိုပြီးပြောချတာတွေလည်းရှိတယ်ဆိုတော့ဒီဘက်က တော်လှန်ရေးတပ်သားတွေအနေနဲ့ကအခက်အခဲတွေစိတ်ထိခိုက်မှုတွေများစွာဖြစ်တဲ့အနေအထားဖြစ်နေပါလေရှင်ဒါကမှနောက်တော့ဒီရေကောက်ပဲကျင်းပမှာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်မေးချင်တာကစကိုင်းတိုင်းမကွေးတိုင်းနဲ့မှာပေါ့နော်ရေကောက်ပဲကျင်းပမဲ့မျိုးနွယ်တွေအခြေအနေကဘယ်လိုရှိလဲပေါ့နော်ဒီတော်လိုင်းရေးဘွဲတွေစုံမတာရဲ့ဒေတာတွေကတော့ဟိုရှင်းနေပေါ့နော်ဒီစစ်ကောက်စီရေကောက်ပဲ ਨੇ ပါဝင်ပတ်သက်စရာမရှိဘူးလို့ယူဆလို့ရပါတယ်ဒါပေမဲ့ဒီစစ်တပ်ထိန်းချုပ်ထားတဲ့ရွာတွေပဲပါရောဒီရေကောက်ပဲကိုလက်မခံတဲ့ပြည်သူတွေကဘယ်လိုမျိုး အခြေအနေရှိတယ်သူတို့ရောဒီ PR ပေးပြီးတော့သူတို့အတ္တမမဲထမဲထဲခိုင်းတာတွေလောက်လာနိုင်တာလူမဲမတမမမှုတွေဘယ်လိုမျိုးရှိနေလဲဟုတ်ကဲ့ဒီစစ်ကောင်စီကသူတို့နိုင်ငံရေးထွက်ပေါက်အနေနဲ့ပေါ့အစီပွားရေးကလည်းကြက်တဲလာတယ်လူမှုဖိအားပေးမှုကလည်းများလာတယ်နိုင်ငံတကာဖိအားကလည်းရှိလာတယ်ဆိုတော့သူတို့ကထွက်ပေါက်နေနဲ့ sham election အတုအယောင်ရွေးကောက်ပွဲကိုပြုလုပ်တာနိုင်ငံတကာကလည်းအတိမတ်မပြုဘူးလွတ်လပ်ပြီးတရားမျှတမှုမရှိမှလည်းလုံးဝသိကြတဲ့ ရှမ်အီလက်ရှင်အတူအရောင်ပေါ့အဲ့ဒါကိုလုပ်တယ်အဲ့တော့ဒီကျမတို့ထိတ်ထုတ်နေမိဘက်ကလူတွေကတော့စိတ်လဲမွန်စားဘူးတိလဲမတိဘူးကျမတို့က2020မှာကတည်းကကိုဖါကိုရွေးချယ်ခဲ့ပြီးသားရှိပြီးသားအခုရှမ်အီလက်ရှင်နဲ့ပတ်သက်ပြီးတော့ဘာမှထည့်မစမ်းသာဘူးသို့တော့သူတို့ရဲ့ထိတ်ထုတ်နေမိမှာရှိနေတဲ့ရောက်နေတဲ့ကျမတို့ရဲ့မိတ်ဆွေတွေတက်ကတော့သူတို့ညံကိုရှင်ပြီးတော့ပါပါနက်နက်နဲ့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ကြပါလိမ့်မယ်လို့ပဲ ပြောပြစီရှင်ခိုစစ်ကောင်စီကကျပမဲ့ရှမ်း election အတုအယောင်ရေကောက်ပွဲကိုတရားမဝင်ကြောင်းစန့်ကျင်ကြောင်းလူမှုသဘောထားစစ်တမ်းကောက်ယူတာကိုကျမတို့အရက်ဖတ်အဖွဲ့အစည်းတွေစုပေါင်းပြီးတော့စောင့်ရွက်နေပါတယ် online on ground ပေါ့နော်နှစ်ခုစလုံးကိုခွဲပြီးတော့မှအဲ့ဒီမြေပြင်စစ်တမ်းကောက်ယူနေပါတယ်ကောက်ယူတဲ့အခါမှာတော်တော်လေးစနစ်တကျတဲ့ကိုတေချာစုစည်းပြီးတော့မှကိုကျမတို့ စစ်တမ်းကောက်ယူနေတာတွေရှိပါလိမ့်ရှင်။ဥကြော်မောထောင်းဆောင်ရွက်နေတဲ့ဒီအတုအယောင်ရေကောက်ပွဲဆိုတဲ့အကြောင်းကိုကျမတို့ကပို့ပြီးလေးနဲ့ပြည့်စုံအောင်အချက်အလက်စုဆောင်းပြီးတော့မှဒါတက်ဆိုင်ရာတွေကိုပြပို့သွားပြီးတော့မှတာမတ်ကြီးဥကြော်မောထောင်းနဲ့အတူကျမတို့တော်လှန်ရေးထဲမှာရှိနေတဲ့ပြည်သူတွေအတူတူရက်တည်နေတယ်ဆိုတာကိုကျမတို့ကထုတ်ဖော်ပြီးတော့မှဥကြော်မောထောင်းနဲ့အတူရက်တည်သွားမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့တာမတ်ကြီးကတော့ SCC မှာဗောနော်ဒီစေကောင်းဆောင်အမြန်ဆုံးဖမ်းပေးဖို့ဆိုပြီးတော့ဒါတောင်းဆိုတယ်ဗောနော်အဲ့ဒီပုံမှာဟုတ်ကျွန်မမြင်ဗောโอเคပါကျွန်မကဒီမြေပြင်မှာလည်းရှိနေတယ်လူအခွင့်ရေးချိုးဖောက်မှုတွေစစ်ရာဇဝတ်မှုတွေကိုလက်တွေ့လည်းကိုယ်တိုင်မြင်ထားတယ်ပြီးတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အချက်လက်ကောက်ယူမှုပတ်သက်တဲ့သင်တန်းတွေလည်းတက်ရောက်ထားတယ်နောက်လိုအပ်တဲ့အချက်အလက်တွေ documentary တွေတိစောက်ပြီးတော့မှ တာမကြီးဦးကျော်မိုးထွန်းနဲ့တရားစွဲဆိုတဲ့ကိစ္စတွေမှာတသက်အဖြစ်အသုံးပြုနိုင်မှုအတွက်ကျမနီးလိုပဲတခြားသောအဖွဲ့အစည်းတွေကလည်းအလိုတရင်အချက်လက်တွေကောက်ယူစုဆောင်းနေတယ်ဆိုတာကိုလည်းပြောပြချင်ပါတယ်ရှင်။နောက်ဆုံးမေ့ချင်တာလက်ရှိဒီစစ်ပေးဆောင်တွေရဲ့သူတို့ရဲ့ဟောပေါ့အခက်ခဲပေါ့နော်။ဘာတွေအဓိကလိုအပ်ဆုံးဖြစ်နေလဲအကူအညီဘာတွေလိုအပ်နေလဲဆိုတာဆင်မအားလေးပြောပြပေးပါဦး။အဓိကလိုအပ်တာကတော့စာဝတ်နေရေးပေါ့။စာနေရေးခါလိုမယ်။ နှွေးထွေးလုံခြုံတဲ့နေစရာလိုအပ်မယ်။နောက်နှွေးထွေးလုံခြုံတဲ့နေစရာနဲ့အာဟာရမပြည့်ဝမှုကြောင့်ဖြစ်ပေါ်လာတဲ့ကျန်းမာရေးထိခိုက်မှုတွေအတွက်ကျမတို့ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ပေးရလိမ့်မယ်။ပြီးတော့အရေးကြီးတာကအရင်ကဆိုရင်ကျမတို့စစ်တေးရှောင်းလေဆိုရင်အမိုးကနေရအိမ်သာလုံလုံခြုံခြုံရှိတဲ့စာတင်ချောင်းတွေလည်းကိုခိုးကောက်ပြီးတော့နေကြတာဒါပေမဲ့အခုကြတော့အဲ့လိုခိုးကန့်နေတာကို ပြစ်မှတ်ထားပြီးတိုက်ခိုက်နေတယ်ဆိုတော့ဒီစစ်ဘေးရှောင်တွေကဟိုမြေကမ်းဘေးတွေတောတွေတောင်တွေ၆ကဘာတွေမှာသူတို့ရဲ့အပေါ်ကလေကြောင်းတိုက်ခိုက်မှုပေါ့နော်ဂျိုင်ရိုမော်တာပါရာမော်တာဒရော့ဘုံလေယာဉ်ဘုံအဲ့ဒါတွေလွတ်ကင်းမဲ့နေရာမျိုးလေးတွေမှာနေရတဲ့အတွက်ချောက်မှုလို့ပို့ပြီးတော့မှထိခိုက်မှုတွေလည်းများနေတယ်လိုအပ်ချက်တွေလည်းပုံမှုများပြားနေတယ်လို့ပြောချင်ပါတယ်ရှင်ခင်ဗျာအခုလိုမျိုးအချိန်ပေးပြီးတော့အဖေချောက်ပြရအခြေစိမ်းလိုက်တင်ပါတယ်ရှင်ပါခင်ဗျာ ဟုတ်ကဲ့ခင်ဗျာအခုတခါဒီ why DBB ရဲ့တရင်သမားတယောက်ဖြစ်တဲ့ Amy ဆန်ကိုကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်သူတစ်ဖြင့်အခုရွေးကောက်ပွဲအကျိုးကာလမှာဒီအနာသိစတဲ့ကလူပညာရှင်တွေသူတစ်ဖြင့်ပေါ့နော်ဆန္ဒတင်တာကိုလက်မခံဘဲနဲ့ပြည်သူနဲ့တူရက်တည်ပြီးတော့ဆန္ဒပြခဲ့ကြတဲ့ဟိုလူပညာရှင်တွေပေါ့နော်သူတို့တောင်းတင်းနဲ့ချင်းကြခံရရတယ်အခုပြန်လွတ်လာတဲ့အချိန်မှာလည်းအတရားဓမ္မသူတို့ရေကောက်ပွဲကြောင်ကြံရိုက်ခိုင်းနိုင်တယ်ပတ်သက်ပြီးတော့ဘလို့ခရေရိုက်ခိုင်းမှုတွေရှိနေလဲဆိုတာအရင်ဆုံးဆွေးနွေးပြပါလားခင်ဗျာ စစ်ကော်မရှင်ရဲ့ဒီရေကောက်ပွဲဝါရဖြန့်လုပ်ငန်းတွေမှာပေါ့နော်ဒီအမှုပညာရှင်တွေကိုမဖြစ်မနေပါဝင်ဖို့ဆိုပြီးတော့အဖိအားပေးလုပ်ခိုင်းတာတွေကဒါအခုနောက်ပိုင်းမှာမြင်သားချင်သားရှိလာတဲ့အနေအထားပေါ့နော်ဆိုတော့အာဒီဒီသူတို့လုတ်ခိုင်းတဲ့ဟာကိုငင်းဆန်လေဆိုလို့ရှိရင်လည်းအထက်မေးရအေးယူမယ်ဆိုပြီးတော့ဒီအောက်တိုဘာ30ရပါတော့နော်ရန်ကုန်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာဒီအမှုပညာရှင်တွေကိုခေါ်ယူပြီးတော့ အာစက္ကစရဲ့ဒီပညာရေးဝင်ကြီးပေါ့နော်ဥမာတော့ကနေပြီးတော့ချင်းချောက်ပြောဆိုခဲ့တာတွေရှိတယ်ပေါ့နော်ဆိုတော့အာနောက်ပြီးတော့တက်ထောက်ခံသူဒီအဆိုတော်ယုံလေးရဆိုရင်လည်းသူ့ရဲ့လူမှုကွန်ရက်မှာဒီပြည်ရင်းကအနုပညာရှင်တွေဒါနိုင်ငံရေးကြောက်သွားမယ်ဆိုလို့ရှိရင်စက္ကစကိုကြိုတင်အကြောင်းကြားဖို့ဆိုတာတွေလည်းရေးသားတာတွေရှိတယ်ဟုတ်ဒီခေတ်သမိုင်းကိုတုံးဆိုင်မဲ့သူမှဆိုတဲ့ဒီရေကောက်ပဲဝါရားဖြန့်ဒီဇလန်းတို့ဆိုလို့ရှိရင်လည်းအဲ့ဒီမှာအာ ဟိုလူမှုကွန်ရက်မှာပေါ့နော်ဝေဖန်ထောက်ပြတာနဲ့ဒီဝေဖန်ထောက်ပြတဲ့သူတွေကို react ပြီး react ပေးတယ်ပေါ့နော် director mighty အပေါင်းအင် director အဲ၃ဦးနုပညာရှင်၂ဦးပေါ့နော်ဘောင်း၅ဦးကိုဒီရွေးကောက်ဦးတွေနဲ့အဲအရေးယူထားတာလည်းရှိတယ်ပေါ့နော်ပြီးတော့ဟိုဖွဲ့ဖွဲ့ကိုဆိုလို့ရှိရင်လည်းအဲသူတို့ဆက်သွယ်ရအောင်အကြောင်းမပြန်လို့ဆိုပြီးတော့ဒီမင်းမျိုးဒီရိုက်ကွင်းအင်းတဲမှာပဲပေါ်ဆောင်သွားပြီးတော့ရန်ကုန်တိ cost ပေါ်လာပြီးတော့ပေါ့နော်စစ်စေးမင်းမြန်တာတွေအာရှိရေပေါ့နော်အဲ့ဒီအနေမှာသူတို့ခိုင်းတာကိုလောက်ပါမယ်ဆိုပြီးတော့မှခံဝင်နဲ့ပြန်ထွက်လာတယ်လို့လေသိရတယ်ပေါ့နော်ဆိုတော့အဲ့အဲ့လိုပဲအခုဆိုရင်ဟိုအမှုပညာရှင်အမှုပညာအလုပ်ကိုဆက်မလုပ်ဖဲနေပေါ့နော်အိုရက်နာထားတဲ့နာမည်ကြီးအမှုပညာရှင်တွေအရဆိုလို့ရှိရင်ဒီမှာပါဝင်လာအောင်တွေ့ရပေါ့နော်အဲ့တော့ဒီဖြစ်စဉ်လေးနဲ့အတူပေါ့နော်ဒီရက်တွေမှာဆိုလို့ရှိရင်အဲလူမှုစီးပွားဖွံ့ဖြိုးဖို့ဟိုရွေးကောက်ပွဲကိုစတင်စိုးလို့ နောက်ပြီးတော့ပုံမကောင်းပုံနဲ့အနာကက်စီကိုသွားဖို့ဟန့်အဲမေယုံမေပိတာလို့ဆိုတဲ့စရဲပေါ့နော်ဝါရဖြန့်ဆောင်ပုတ်တွေနဲ့ဒီစီယုံလှုံ့ဆော်တဲ့ဒီကမ်ပိန်းတွေအားဆိုလို့ရှိရင်လည်းသူတို့ရဲ့ဒီ platform တွေမှာဟုတ်ဆိုလို့ရှိရင် platform တွေအားလုံးမှာအထွက်ပေါ်လာတယ်ပေါ့နော်ဆိုတော့တစ်ဖက်မှာလည်းတော်လိုင်းရင်အင်အားဆိုတာပအဝင်သူအားလုံးဟောပါပေါ့နော်သူတို့ရဲ့မိမိတို့ရဲ့လုပ်ရကြအောင်ပေါ့နော်တမိုင်းရဲ့တရားစီရင်မှုကိုခံရမယ်ဆိုပြီးတော့တတိပိထားလည်းရှိရယ်ပေါ့နော်ဆိုတော့အာ ခေရဲ့အဲဒီခေတမိုင်းကိုဒုံဆိုင်အဲဒုံဆိုင်ကြမယ်ဆိုတော့ဒီဇလန်းတို့မှာဆိုလို့ရှိရင်လေဒီဒီသူကဘိုင်းကောက်လောက်တာအမပြင်းပြင်းထန်ထန်နဲ့လုတ်လုတ်ခဲ့တာကိုလေရှိရောအမှုပညာရှင်တွေကတစ်ဖက်မှာကြတော့အဖမ်းခံရမယ့်အန်တီရဲပေါ့နော်တစ်ဖက်မှာကြတော့အသက်မဝမ်းကြောင်းကိုစွန့်လွတ်ရမယ်ဖြစ်ရတွေနဲ့ဒီဘက်ကပြည်သူတွေအေကလည်းဒီဟာကိုစောင့်ကြည့်ပြီးတော့မှတတိပေးနေတဲ့အဲဒီဝိုင်းကောက်အနေထားတွေမှာ သူတို့ကဘေးစိတ်နေတဲ့အနေအထားမျိုးဖြစ်နေတာပေါ့နော်ဆိုတော့ဒီစက္ကဆရဲ့ဒီရေကောက်ပွဲနဲ့ပတ်သက်တဲ့ဒီဒီဒီဝါရခန့်စီယုံလုံးလှုပ်ဆောင်မှုဖြီးအားတွေရှားမှာပေါ့နော်အမှုပညာရှင်တွေကဟိုအကြိုက်ရိုက်နေတဲ့အနေအထားနဲ့အတူပေါ့နော်အာတစ်ဖက်မှာလည်းရန်ကားစီးပြက်ရပါလား ဒါစီယုံရေးပြက်ရင်စီရလားဆိုတော့ဒီပြေးသက်တွေရဲ့စောင့်ကြည့်နေတဲ့အခြေအမှပေါ့နော်ရှုပ်ထွေးတဲ့တက်ရောက်မှုတွေကတော့ဖြစ်စီနေဖြစ်နေတဲ့အနေအထားတွေပေါ့ရှင်ဘယ်လိုဘယ်လိုပြောရမလဲကျွန်တော်အခုကျွန်တော်တို့တွေ့တဲ့အနုပညာသည်တွေထဲမှာအာဟိုတလောကဟိုအငင်းဖွားကြတာ တွေ့ပါတယ်ဗျာဟိငင်းဖွားနေကြတဲ့ထဲမှာအာမင်းတို့ကဘာမှတိစောက်ထားတာမရှိသေးလို့ဆွန့်လွတ်ပြီးသွားနိုင်တယ်ပေါ့ပေါ့နော်တိစောက်ဟိုနာမည်ကြီးအဲ့လိုအများကြီးတိစောက်ထားတဲ့ သူတွေပေါ့နော်အဲရန်ကိုအောင်မြင်ထားတဲ့သူတွေကမဆွလွတ်နိုင်ဘူးတို့အဲ့အဲ့လိုမျိုးညင်းခုံတွေလုပ်နေကြတယ်တွေ့တယ်ဒါပေမဲ့အဲတကယ်ဟိုနာမည်ကြီးဟိုတရန်ကိုထင်ရှားအရန်အောင်အောင်မြင်တဲ့သူတွေတဲမှာလည်းဒါဒီလေဒီမတမတော်ရဖြစ်တဲ့သူတွေเนาะဒီသွေးစွန်းနေတဲ့လက်တွေနဲ့မဆက်ဆံခြင်းမှုဆိုပြီးတော့သူတို့ဟို ဒါကိုဆွန့်လွတ်သူအများကြီးပဲဆွန့်လွတ်ခဲ့ရတယ်ဆိုပြီးတော့အဲ့ဒါကိုဆွန့်လွတ်အဲပို့ပဲရွေးချယ်လိုက်တယ်ပေါ့နော်အဲ့အဲ့ဒီဟိုဆုံးဖြတ်ချက်မျိုးကိုကျွန်တော်တို့တွေ့ရတယ်ဟိုတီဗီဖြူဖြူကြော်သိန်းတို့ဟိုပြောနေရတွေ့ရတယ်နော်ဒေါင်းတို့ပြောဆိုနေရတွေ့ရတယ်နော်ပြီးတော့အဲ့ဒီဇန်ခီတို့အာပြောဆိုနေရတွေ့ရတယ်အဲ့နောက်တစ်ခါဒီဟိုအထက်ထဲမှာလည်းဒီအထက်ထဲမှာနိုင်ငံနိုင်ငံကနိုင်ငံသားကိုထွက်ဖို့နော်အဲ့လိုပိုင်ဆိုင်မှုတွေလည်း ဖိုင်ဆိုင်မှုတွေမစွန့်လွတ်ဘူးအထက်မှာပဲနေမယ်ဆိုတော့သူတွေကလည်းဒီလူလူဆန္ဒပြပွဲတွေမှာပါဝင်ပတ်သက်ခဲ့တဲ့သူတွေပဲအဲ့ဒီထက်မှာပါဝင်ပတ်သက်ခဲ့သူပြီးပါဝင်တဲ့လူမှာထောင်ကြခံရရှိတယ်เนาะထောင်ကနေပြန်လွတ်လာရရှိတယ်ထောင်အကြမခံပဲနဲ့เนาะဟိုလင်းလင်းမမနဲ့ပက်ပြောင်းသွားတဲ့သူတွေရှိတယ်ဟိုရှေးတုန်းကလည်းပက်ပြောင်းသွားတဲ့သူတွေရှိတယ်နောက်ဟိုရှေးတုန်းကပက်ပြောင်းခဲ့တဲ့သူတွေမှာလည်းနောက်တောင်ဆန်းစုကြည်တက်ချက်မှာလည်း ်တောင်ဆန်းစုကြည်နားကိုပြန်ကလာကတ်လာတဲ့လူတွေရှိတယ်တောင်ဆန်းစုကြည်ခင်မှာကတ်လာပြီးတော့တောင်ဆန်းအခုအာနာသိန်းတို့ကျတော့ဟိုတစ်ဖက်ကိုပြန်ကတ်သွားတယ်လည်းရှိတယ်နော်ဒီဒီအမှုအမှုပညာရှင်တွေလောကမှာလေပြည်သူမျက်ပြည်သူမျက်နှာကိုပြည်သူဘက်ကိုဘယ်လောက်မျက်နှာမူတယ်လဲအဆိုတာရဲ့အနည်းနည်းတော်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 ရှုပ်ထွေးတယ်ပေါ့နော်ဒါပေမဲ့အဲ့ကြားထဲမှာပဲကျွန်တော်တို့ဟိုအလေးပြုရမယ့်အမှုပညာရှင်တွေလည်းရှိနေတယ်နော်ပြီးတော့ဟိုတကယ် ဟိုရွန်ရှာစရာကောင်းတဲ့သူတွေသစ္စာမရှိတဲ့သူတွေမြေလည်းအာနာရှင်စီစဉ်ဥစ္စာနောက်ပဲလိုက်တယ်အာနာရှင်တက်လာသမျှအာနာရှင်ကိုတက်အောင်ပေါင်းပါပဲဆိုတဲ့သူတွေလည်းကျွန်တော်တို့မြင်နေရတယ်เนาะနောက်ပြီးတော့ဒီမြန်သူပညာကိုအတုံးချအတုံးချပြီးတော့ဟိုပါစီဘာရေးပိတ်ဆိုတာတော့မမှုပါဆိုတာတော့မဟုတ်ဟိုတော့နော်တေဇာရတွေရှိတယ်ဆိုတော့မချင်းလို့ဆိုပြီးတော့လေအဲစစ်ချီတချင်းတွေဆိုပြီးတော့ကိုတကယ်ဟို ပြည်သူလူထုကိုတပ်ဖြတ်တဲ့နော်လူသက်အစိုးရဘက်ကပေါ်ပေါ်တင်တင်ပဲလိုက်ပြီးတော့အကျိုးခံစား권တွေယူနေတဲ့ဥပညာရှင်တွေအဲဟိုလူလူရှေးလျှောက်ကဟိုတမိုင်းအစစ်အစမှာလူလူကတပိတ်မောက်လို့ဟိုအနာမဖော်နိုင်အောင်ဖြစ်သွားခဲ့တဲ့ဥပညာရှင်တွေလည်းရှင်းမှရှိခဲ့တယ်ဆိုတော့ဟိုအလွှာလိုက်အလွှာလိုက်အလွှာလိုက်အုပ်စုအုပ်စုတွေခွဲရရင်တော့အများအများကြီးဖြစ်မှာပေါ့လေဒါပေမဲ့ဟိုတမိုင်းက တမိုင်းကစီရင်ချက်ချတဲ့ဒီနေ့ကျောင်းမှာမှာပေါ့လေနော်တမိုင်းတမိုင်းဆံမျက်နှာကဆုံးဖြတ်ချက်ချတဲ့ဒီနေ့ပြည်သူလူထုကစီရင်ချက်ချတဲ့ဟာတော့ဘာလို့ကျောင်းမှာမှာနောက်ဆုံးတော့လူထုကသာဖြေမှန်မှာပဲဖြစ်မှာပါဟုတ်ရမြတ်တက္ကသိုလ်နိုင်ငံကတင်းနေပဲဆက်ချင်ပါသေးတယ်အခုအမေရိကန်တမိုင်းမှာနော်ရှေးကြဆုံးဂျပန်60ကျော်ကြာဆိုရရဆိုင်မှုရတာပြီးဆုံးဆုံးသက်သွားပြီလားဗောနော်ထရမ့်ဆိုရအသက်ရှူချောင်းသွားပြီလို့ပြောလို့ရမလားအရင်ဆုံးသုံးသက်ပြီးပါဦးဗျာ ဆိုရဆိုရ government shutdown ဆိုတာအမေရိကမှာရှိတဲ့ထူးခြားတဲ့ဖြစ်စဉ်ပေါ့လေနော်အခုအခုဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့ဒါဒီပိုင်းမှာပဲတွေ့တယ်ခုဗုဒ္ဓဦးနေ့ညမှာဟိုဟိုတမရလက်မှတ်ထိုးပြီးတော့အဲ့လက်မှတ်တမရလက်မှတ်မထိုးခင်မှာဒီဒီ congress မှာမဲခွဲဆုံးဖြတ်တယ်နော်အဲ့မတိုင်ခင်မှာဒီ senate မှာမဲခွဲဆုံးဖြတ်တယ်နောက်ဆိုတော့ဒီ hobbit ဘက် sign တဲ့ထက်မှာဒီ may 60ဖြစ်ဖို့အတွက်ပေါ့နော်ဒီ ဟိုဆင်နေတာတရားထဲမှာ60မဲရှိဖို့လိုတာ哦เนาะအဲ့60ရှိဖို့အတွက်ကိုဒီဆင်နေတာ6ယောက်ပေါ့เนาะဒီဆင်နေတာ6ယောက်ကရက်တီချက်ပြောင်းပြီးတော့အဲ့တို့ဟိုဟာကိုအစိုးရပြန်ဖွင့်နိုင်မှုအတွက်မဲပေးလိုက်ကြတယ်ပေါ့เนาะအဲ့တော့အဲ့ဒါအဲ့ဖြစ်စဉ်တွေဖြစ်ခဲ့အဲ့ဖြစ်စဉ်ဖြစ်ပြီးတော့အဲ့တော့စံဘုတ်တူနေပေါ့เนาะ ဒီဘောဓုဘောဓုနေညသွားပဲသမတလက်မှတ်ထိုးပြီးတော့ပြန်ဖွင့်မယ်ပေါ့နော်အခုဆိုပြန်ဖွင့်ဖို့ဟိုပေါ့ပေါ့အဲ့တော့ဆန်းတော့စံချိန်တင်သွားတာ43ရက်ဖြစ်သွားတာပေါ့နော်အရင်ရှိခဲ့တာကတော့35ရက်အစိုးရ shut down ဖြစ်သွားတဲ့ကိစ္စပါနော်အဲ့တော့အဲ့တော့ဘာဖြစ်လဲဆိုတော့ TD ညှိတာပေါ့နော်နှစ်ဖက်ညှိတဲ့အဲနှစ်ဖက်ညှိတဲ့ဟိုကြီးတဲ့အခါကျတော့ဒီသဘောတူလိုက်တာကအခု loss ရ budget သဘောတူလိုက်တာပေါ့နော်ဒီဒါမဲ့ January ထိပဲသဘောတူထားတယ်နောက်ဆက်ပြီးတော့ပြောရရှိသေးတယ်ပေါ့နော်အဲဘယ်လို့ဒီဒီဒီ ဟိုရှေ့လာတဲ့မှာပေါ့နော်ဒီဇင်ဘာလထဲမှာဆက်ပြီးတော့ညှိရမယ့်ကိစ္စရှိသေးတယ်ဒီညှိရမယ့်ကိစ္စဆိုတာဒီဟိုဝင်ဝင်နေတဲ့မိသားစုတွေအတွက်ပြီးတော့အလုတ်ရှင်ပေါ့နော်အလုတ်ကိုယ့်ရဲ့အလုတ်ကံကနေပြီးတော့အသက်ဟိုကျမကြီးအမကံမရှိတဲ့သူတွေဆင်းရဲသားတွေအားခိုးရတဲ့ဒီ affordable care ဆိုတာပေါ့နော် ACA ဆိုတော့ခေါ်တာ affordable care အတွက်လူသားနဲ့ဆိုင်လောက်အဲ့ဒါကိုအားကိုးနေရတာရှိတယ်ဟိုတချို့ကလည်း Obama care လို့လည်းခေါ်တယ်အဲ့ဒီဟိုအဲသဘော မတူသေးဘူးအခုချိန်ကြီးပေါ့နော်အဲ့အဲ့ဒါကိုပြန်ညှိဖို့ဒီဇင်ဘာဒီဇင်ဘာလလည်းမတိုင်ခင်မှာညှိမယ်ဆိုတော့သဘောတူညီကြတော့တွေ့တယ်နောက်ဆက်ကြည့်ရမှာကတော့ဒီဒါပဲဒီဇင်ဘာလလည်းမတိုင်ခင်မှာဆက်ပြီးတော့ညှိဖို့ရှိတယ်အဲ့လိုမှအဲ့မှညှိလို့မရရင်ပေါ့နော်အဲ့မှခုနကကျွန်မရာမကန်တက်တာခွင့်ပေါ့အစိုးရစိုက်ပြီးတဲ့ test credit ကိစ္စညှိလို့မရဘူးဆိုရင်တော့ democrat ကဖြတ်နောက်တစ်ခါထပ်ပြီးတော့ဒီ january budget january မှာတစ်ခါနော်အခုလိုမျိုးအစိုးရ shutdown ဖြစ်သွားအောင်เนาะအစိုးရ budget တွေပိတ်ဆို့ရတဲ့ဟာမျိုးထပ်ပြီးတော့ဖြစ်လာကြရအကြောင်းလဲရှိနိုင်တယ်အဲ့ဒါကိုဘယ်လို Republican Democrat ဘယ်လိုညှိမလဲပေါ့เนาะအဲ့ဒါကျွန်မကြီးအမကန်အတွက် bill ဒီလင်ပေါင်းများစွာကုန်တယ်ဆိုပြီးတော့ Republican မပေးချင်ဘူးပေါ့နော်အဲ့လိုဖြစ်တဲ့အဲ့ဒီကိစ္စကဒီဆက်ကြည့်ရမှာပေါ့နော်အဲ့တော့ဒီဟိုဒီစမှာပါကြည့်ရမယ်လောလောဆယ်မှာတော့ American သမိုင်းမှာစံချိန်တင်44ရက်ကြာအစိုးရ shutdown ဆိုတဲ့အကိစ္စတော့ပြီးသွားပြီပေါ့နော်ဒါပေမဲ့နောက်ဆက်တွဲကျွန်တော်ဆက်ကြည့်ရအောင်မယ်တော့ဒီ trend နဲ့ပတ်သက်လို့ပဲပေါ့နော်သူရဲ့ microphone ဖြန့်ညက်ကတီးဖြတ်လုပ်လိုက်တဲ့အတွက် BBC ခေါင်းဆောင်ပိုင်းဂျာလူကနှုတ်ထွက်ပြီးဖြန့်နေပတ်သက်ပြီးတော့ဒါဘလို့သတင်းသမိုင်းဘလို့စဉ်းစားစဉ်းစဉ်းကြရမယ်အဲ့လို ပြောခြင်းလဲဟာဟုတ်ကဲ့အဲ့တော့ကျွန်တော်ဖြစ်စဉ်လေးနည်းနည်းလေးတော့ပြောပါမယ်အဲ့ဖြစ်စဉ်ကဘာဖြစ်သွားလဲဆိုတော့ရုပ်ဒီဟိုပါပေါ့နော်ဒီအင်တာဗျူးကတအင်တာဗျူးအင်တာဗျူးပေါ့ဒီဒီ main ကုန်းပေါ့နော်အဲ့ main ကုန်းကြီးကတနားကြီးကြောအကြာကြီးပြောထားတဲ့ main ကုန်းပေါ့သူကအတူလေးတွေဖြတ်ဖြတ်တဲ့အခါမှာကျွန်တော်တရင်သမားတိုင်းကြုံတဲ့ကိစ္စဖြစ်နေမယ်ဒီလားဟိုလိုတဲ့ဟာပိုင်းလေးကိုရွေးဖြတ်တယ်ပေါ့နော်ကို highlight လို့ရှင်တဲ့ဟာလေးကိုရွေးဖြတ်ရတာကတော့ဖြတ်ရမယ်ဒါပေမဲ့အဲ့မယိုးသားဘူးလို့ပြောပြောเสียဖြစ်သွားတာက तू ပြောတဲ့စကားမှာ ဒီသူသူကစကားပြောတဲ့ထက်မှာဟိုစကားပြောတဲ့တစ်ခုထပ်လိုက်တယ်အဲစကားပြောတဲ့ခါအပြည့်စုံမပါသွားဘူးပေါ့နော်အပြည့်စုံပါမသွားဘူးဒီဒီလွတ်တော့အဆောင်ငါတို့သွားရမယ်ငါလည်းတမင်နဲ့တူလိုက်မယ်နော်ဆိုပြီးတော့ပြောတယ်အဲ့လိုပြောပြီးတော့ဒီတွတ်တော်ကိုစလဲတွေလွတ်တော်ကိုစလဲတွေငါတို့သွားပြီးချီးအားလုပ်ကြမယ်ဆိုတဲ့ဟာကိုမထည့်လိုက်တော့မထည့်ပဲနဲ့ကြံခဲ့ပေါ့ကြံခဲ့တယ်ပေါ့ဗျာကြံခဲ့ပြီးတော့နောက်တစ်ခါနောက်တနာရီတော့အကြံမှာပြောတယ် we fight like hell ဆိုပြီးအဲ့လို ဟိုတည်တည်ကြွကြွချကြမယ်ပေါ့နော်ချကြမယ်ဆိုရဲဟာဟိုတဏ္ဍာရီလောက်မပြောရတဲ့အခါကိုပြန်ပြီးတော့လာပြီးတော့ထည့်လိုက်တယ်တခါကျတော့အတိတ်ပဲဘယ်လိုဖြစ်သွားလဲဆိုတော့မတို့ကလွှတ်တော်အဆောင်ကိုသွားမယ်နော်ပြီးတော့ငါလည်းမျိုးနဲ့တူလိုက်မယ်ပြီးတော့တည်ကြွချကြမယ်နော်တည်တည်ကြွကြွတော့တိုက်မယ်တိုက်ပွဲဝင်မယ်စသဖြင့်ပေါ့နော်အဲ့ဒီလိုအတိတ်ပဲတက်ရောက်သွားတယ် Miss Lee Miss Cook လို့ခေါ်တာပေါ့နော် Miss Leading ဖြစ်တာပေါ့နော်အဲ့ BBC World Service ဆိုတဲ့ဟာက တကကဘာဟိုစံချိန်တို့ပါပေါ့နော်တကကဘာစတန်ဒတ်တခုအနေနဲ့အရန်အရန်ကိုကျင့်ဝေးအရာရန်မြင်မာတဲ့ဟိုရှိတယ်အဲနောက်ပြီးတော့သူတို့ကဟိုမဟုတ်ဘူးတထေးကြီးတရားတိစောက်ထားတာမဟုတ်ဘူးပေါ့နော်ပြည်သူလူထုရဲ့ဒီပေါ့ community ပြည်သူလူထုရဲ့ဟိုဟာနဲ့ TV ကြီးပေးရတာပေါ့နော်ရုပ်သံကြီး license ကြီးပေးပြီးတော့အိမ် household တွေအိမ်မိသားစုတွေမိသားစုတွေအားလုံးကနေပြီးတော့အဲ့လိုတယောက်ချင်းတယောက်ချင်းနေ ဒီ license ကြီးပေးပြီးတော့တိစောက်ထားတဲ့အဲ့ဒီညမဘုံနဲ့တိစောက်ထားတယ်အစိုးရတွေဒီ level ပဲလက်ရပဲအစိုးရတွေဘလို့ပြောင်းပြောင်းသူတို့ကအစိုးရစကားကိုလာခံစရာမလိုဘူးအစိုးရကိုတိစောက်ခံစရာမလိုဘူးအစိုးရရဲ့ဟိုဟိုဝါဒပြန့်နေတယ်လွှင့်ပေးတာမလိုဘူးအစိုးရကိုလည်းထိန်းဟိုထိန်းချောင်းတက်မှတ်ပေးရမယ်ဘက်လိုက်စရာမလိုဘူးပေါ့နော်အဲ့တော့သူတို့ကဘက်မလိုက်ဖို့ကိုတကယ်ကိုအရေးကြီးဟိုအဓိကကြောရိုးအနေနဲ့ပေါ့နော်တိစောက်တာတော့ဘက်လိုက်ဖို့ဆိုတော့အဲ့တော့ဒီမှာကြာတော့ ာဖြစ်သွားလဲဆိုတော့ဒီ Trump အကြောင်း Trump ရဲ့အော်ရုပ်တံမှတ်တမ်းပေါ့နော်အရုပ်တံနာမည်ပေးထားတာ Trump second chance ပေါ့နော် a second chance နာမည်ပေးထားတယ်အဲ့ဒီဟိုရုပ်တံမှတ်တမ်းကတကယ်ဖြစ်စဉ်ကအိုး2020တော့ဖြစ်ခဲ့တဲ့ဖြစ်စဉ်နော်2020တော့အားလုံးမှတ်မိပဲတဲ့ January 6ဆိုပြီးတော့ဒီကလွတ်တော်အဆောင်ကိုလူအုပ်ကြီးကသွားပြီးတော့ဟိုဖြစ်ကြတာတိုက်ခိုက်ကြတယ်နော်လွတ်တော်ကိုယ်စားလှယ်တွေကအဲ့ဒီအချိန်မှာ January လ6ရက်နေ့နော်အဲ့ဒီအချိန်က2020ရွေးကောက်ပွဲအပြီး2021 January January 6မှာဒီရွေးကောက်ပွဲမှာ Trump ကရှုံးပြီးတော့ဒီ Biden ကအနိုင်ရတယ်ဆိုတော့ဟောက်တရားဝင်ကြေညာမဲ့ နေပေါ့နော်အဲ့ဒီဟာကိုဖြတ်တာပေါ့နော်အဲ့ဒီဟာကိုလူကြီးကသွားပြီးတော့ဖြတ်တာအဲ့လူကြီးကသွားပြီးတော့ချီတက်ပြီးတော့စောင်းလေးကိုချိုးဖြတ်တကားတွေဖြတ်ဝင်ရဲဝင်ဝင်သွားတော့ရဲတွေကိုဝိုက်ရိုက်ရိုက်ကြနှက်ကြပေါ့အဲ့လိုတော့ကိုယ်စလေတွေထဲမှာရှိနေတယ်လွတ်တော်ကိုယ်စလေတွေကဟိုပုံရကွယ်ရပေါ့နော်ဟိုဘေးအမြေရောက်ခန်းနဲ့သွားပုံရတာမျိုးတွေဖြစ်ပေါ့နော်အဲ့လိုမျိုးဟိုအသက်အန္တရာယ်ချင်းချောက်ခံရတဲ့အခြေအနေမျိုးဖြစ်တော့အဲ့ဒါကနှစ်ဖက်အမေရိကန်နိုင်ငံရင်းပါလေ ဒီ Trump ထောက်ခံသူတွေကတမျိုးဟိုပြောပြောတယ် Trump ဟိုမထောက်ခံတဲ့သူတွေကတမျိုးပြောတယ်ပေါ့တော့ဒါဒီမိုကရေစီကိုဟိုဒီမိုကရေစီကိုချိန်ချောင်းမှုလို့ American ရာဆိုရင် message အနေနဲ့ပြောတဲ့သူတွေရှိသလိုပဲအဲဒါ Trump ထောက်ခံသူတွေကဒါကိုဖော်ဖော်လေးပြောတယ်အဲ့လိုမျိုးတွေနှစ်ဖက်အမြင်နှမျိုးရှိတယ်အဲ့အမြင်နှမျိုးရှိတော့အဲ့အမြင်နှမျိုးရဲ့ကြားထဲမှာအဲအလေတိတ်တိတ်ကြောက်ပါတော့ခက်တော့ခဲခဲရင်မယ်အဲ့ဒါကတပိုင်းပေါ့နော်အဲ့ဒါကတပိုင်းအဲဆက်တော့ဒီရွေးကောက်ပွဲဟို sorry ခုနကတော့တော်တော်အဆောင်တိုက်ခိုက်တဲ့ကိစ္စကိုရုပ်တံရုပ်တံဟိုအစီအစဉ်ပြန်လုပ်တဲ့ဟာကဘယ်အချိန်မှလွတ်လဲဆိုတော့ပြီးခဲ့တဲ့နှစ်နော်2024ရွေးကောက်ပွဲမတိုင်ခင်လေးတပတ်လို့ရွေးကောက်ပွဲဒီဒိုနိုဗာလာသားမှလွှင့်မယ်မတိုင်ခင်လေးပါပဲတပတ်လို့မှလွှင့်တဲ့ဟာကဒီ Trump နဲ့ Kamala Harris တို့ဒီရွေးကောက်ပွဲမှာပြိုင်တဲ့အပြိုင်မတိုင်ခင်မှာတပတ်လောက်ကြုံမှလွှင့်တဲ့အခါကျတော့ဒီအဟောင်းတော့ဟောင်းပဲဒါ Trump ကိုယ်တိုင်ပြောထားခဲ့တာပဲသို့တော့ ီနေရာတစ်ခုနဲ့နောက်တနေရာတစ်ခုနဲ့ပေါင်းလိုက်ပြီးတော့အတိတ်ပဲနည်းနည်းလေးဟိုပြောင်းသွားတယ်အတိတ်ကနည်းနည်းပြောင်းသွားတဲ့ဟာကဒါကရေရွက်ချက်ရှိရှိနဲ့ထရန်ကိုနှိပ်ကွတ်တယ်ဒီရွက်ောက်ဘွဲကာလမှာဗုဒ္ဓရဲ့မက်ဆန်နာရှင်ရဲ့အထင်မြင်သဘောထားပြောင်းသွားအောင်ဒါရွက်ောက်ဘွဲကိုနှောက်ရှက်တာဖြစ်တယ်ဆိုပြီးတော့အဲထရန်ဘက်ကဆော့ဆွဲချက်တွေထွက်လာတာပေါ့နော်အဲဒီဆော့ဆွဲချက်တွေထွက်လာတယ်ထွက်လာပြီးတော့ထရန်ဘက်ကချိန်ချောက်တာက1ဘီလီယံရောကြီးတောင်းမယ်ရောကြီးပေးရမယ်ဒါရီတောင်းတောင်းပန်ရမယ်ပေါ့နော်အခု ဒီနောက်ဆုံးသတင်းတွေမှာကျွန်တော်တွေ့ရတာ BBC ဘက်က BBC ဥက္ကဋ္ဌကနေပြီးတော့တောင်းမှန်တယ်တရားဝင်တောင်းမှန်ပါတယ်ဆောဆောလှုပ်ထားတဲ့ပြီးခဲ့တဲ့နှစ်ကလွှန့်ထားတဲ့ဒီ panorama အစီအစဉ်မှာလှုပ်ထားတဲ့ transaction chance ဆိုတဲ့ရုပ်သံအစီအစဉ်မင်းမင်းငါးဆယ်ကျော်ရှိတယ်အဲဒါကိုပြန်ပြီးတော့ဖြုတ်ချလိုက်တယ်ပေါ့နော်မလွှင့်တော့ဘူးဆိုတာတရားဝင်ဟောစာရေးပြီးတော့တောင်းတောင်းမှန်ပါတယ်ဒါပေမဲ့ရော်ကြီးတော့မပေးနိုင်ဘူးရော်ကြီးတော့မပေးနိုင်ဘူးဆိုတော့ ဘယ်လိုဖြစ်မလဲတော့မသိဘူးတကယ်လို့အခုဒီဒီလာမယ့်ဟိုဒီ Friday မှာတွေ့မှာပေါ့နော်ဒီ Friday Trump ကဒီ Florida မှာသွားပြီးတော့တရားစွဲမယ်ဆိုရင်ဟိုက Florida အခြေဆိုင်မဟုတ်ဘူး American အခြေဆိုင်မဟုတ်ဘူးဟိုက BBC World Service ဆိုတာက British Broadcast Corporation က London အခြေဆိုင်အင်္ဂလိပ် UK ခြေစိုက်ဆိုတော့တရားဝင်ရတော့ဘယ်လိုဖြစ်လာမလဲတော့မသိဘူးတရားဆွဲမှလားမဆွဲဘူးလားဆိုတော့ကျွန်တော်မသိသေးဘူးပေါ့နော်ဆွဲရင်လည်းဘာဆက်ဖြစ်မလဲ ဒီ American နိုင်ငံတွင်အခြေခံစိုက်တာမဟုတ်တဲ့အခါကျတော့ဒီနိုင်ငံဖြတ်ကျော်ဟိုတရားတပောင်စီဒါအထက်အစမ်းတော့ဖြစ်မယ်နော်။အဲမြန်မာနဲ့ကမ္ဘာမှာအခြေအနေများဖြစ်ပြနေတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်တင်ဆက်ပြဖို့ရှိရအောင်ပြောပြနိုင်တယ်ပဲဒီ season ကိုအဆုံးသတ်လိုက်ပါစီမြောက်။ဒီ season မှာပေါင်းဆွေးနွေးပေးခဲ့တဲ့ CDN ဆရာမတော်ရည်ဒီအုံးကိုရော DPP ဖွဲ့သားတွေနဲ့ကြီးစုအားပေးကြတဲ့ DPP ပြည်သက်တွေအားလုံးကိုသူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။